ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြမဂုစရိ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတော့ပရိသတ်များအားလုံးတို့ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အယူသူတော်နဲ့ထုံကူးဝိဇ္ဇာဖြစ်ပါတယ်ခင်ဗျအားလုံးပဲ ready ဖြစ်ပြီဆိုရင် season လေးကိုစလိုက်ကြအောင်ပါမနမောလီနာနိုင်ငံကြီးပောင်းရဲ့အော်မီတန်ဒေါင်းလို့ရဲ့တွန်ကျူးတန်မြောင်မောင်းမားရဲ့အစားစားဟေကျွေးတန်ကမြေဝါတောင်ကျောကြီးစီကိုတက်ဝင်လှူရှားနေစီပါတယ်တောင်ကျောကြီးရဲ့အခြေမှာဆန်းချောင်းလေးတစ်ခုလည်းရှိပြီးတော့ဆန်းချောင်းတွင်းမှာ ရွှေရောင်ငွေရောင်ရှိတဲ့ငါးကလေးတွေကူးခတ်သွားလာနေကြတယ်။မြေဝါတောင်ကျောကြီးကဗမာပြည်လေပိုင်းသခိုင်းတောင်ကြီးလိုပဲဘဲရိုးမှဘဲတောင်တန်းထဲမှာဆက်ဆက်နေခြင်းမရှိတဲ့နေရာပါ။တီးခြားဆန်ပြီးတော့ပုပ်ကိုထူးတွေအခြေကျနေရာပေါ့။ဒီနေရာဝိဇာထုံကူးဇော်ကြီးမြူးလို့နဂါကုံမန်အောင်းရဆန်းလန့်လို့အစိုးပြုရနေရာပေါ့။ဒီနေရာကိုတော့အတိအကျဖော်ပြဖို့ရခက်ပါတယ်။ဗမာပြည်လေပိုင်းရိုးမှကြီးတနေရာလို့သာမှတ်ပါ။မောင်လာတယောက်သူ့ရှိစီမှပုံမှန်ခြေလမ်းနဲ့သွားနေတဲ့အသက်80ရွယ်လူအိုကြီးကိုကြည့်ပြီးတော့အံ့ဩနေမိတယ် ။ဘာကြောင့်လဲဆိုတော့ဒီလူကြီးဟာခီးစားတင်ရနေရာကနေလမ်းလျှောက်လာတဲ့လမ်းတစ်ခုလုံးမောပန်းဟန်လုံးဝမပြောက်ဘူး။နွမ်းလျာဟန်လည်းမရှိဘူး။တတောင်တတာသွားလာနေသလိုပါပဲ။သူမှတော့လူငယ်တယောက်ဖြစ်ပြီးတော့ခီးကြိုင်ကြသလိုမောပန်းမှုကိုခံစားနေရတယ်။တွေးကြည့်ရင်ရှက်ဖွယ်ပါပဲ။ဒီလူကြီးနဲ့ဆုံချိန်တုန်းကသူကပရိဒိဋ္ဌံအတွက်ဘကိုးရွှေမော်တော်ဘုရားကြီးစီမှာရှိနေခြင်း။ပရိဒိဋ္ဌံဝင်ရာရတရပတ်လုံးဒီလူကြီးနဲ့မကြာခဏဆုံဆုံပြစ်နောက်ကြတော့စကားစမိပြောပြပြီးတော့ဒီလူကြီးကထူးဆန်းအောင်ကျင့်စဉ်တချို့ကိုပြောပြလာတယ် ပရမတော့မောင်လာစိတ်ဝင်စားမိပြီမဲ့သူကပရီလိုင်းလေလိုင်းချင်းကမတူဘူးလို့ခံစားမိဒါမှလည်းသုံးလေးရဲ့ကြားဒီမှာတော့အဲ့လူကြီးရဲ့စီယုံပြောဆိုမှုတွေမှာမောင်လာစိတ်ပြောင်းစားပြုလာတယ်သူလိုက်စားနေပရီချင်းကပေါ့ဖို့မလွယ်ဘူးလို့ခံစားမိလာတယ်အဲ့တော့ဒိတ်ထံကိုပြီးစီအောင်လှုပ်ပြီးတာနဲ့အဲ့လူကြီးရဲ့ကျင့်စဉ်ဘက်ကိုကူပြောင်းတော့မယ်လို့ဆုံးဖြတ်လိုက်ပရီချင်းစွာကလည်းမိခင်ဘက်ကအဖိုးရဲ့လမ်းပြမှုနဲ့အသက်16နှစ်သားအရွယ်ငယ်ကလေးကလိုက်စားခဲ့တာဆိုချက်ချင်းဆုံးဖို့ရာကလည်းခက်သားပဲဒါမှလည်းမောင်လာဆုံးဖြတ်ချက်ကိုချခဲ့ပြီလေ ပြတ်သားစွာနေဖို့နောက်များမှာတော့အဲ့လူကြီးနာမည်ကိုသိရတာကဦးရစာလို့သိရတယ်။မောင်လှဝင်တဲ့အဋ္ဌိတံက၁၈ရက်အဋ္ဌိတံပြေးပြီးတဲ့အချိန်ထိဦးရစာကမောင်လှစီကိုရောက်လာခဲ့။အဋ္ဌိတံနောက်ဆုံးရမှာတော့ဦးရစာမောင်လှရဲ့မိသားစုတွေရွှေရင်းကငားပြပေး။ဇာဝနေအတွက်စီစဉ်ပါလို့ဆိုလေပြီးတော့နောက်တည့်ရက်မှာတော့မောင်လှကိုခီးထွက်မယ်ဆိုတာကိုပါအတိပေးအပ်လာတယ်။မောင်လှလည်းမိဘနှစ်ပါးစီကိုရွှေရင်းကတွေအပ်ပြီးတော့အကျိုးချောင်းပြောပြလို့နောက်တည့်မနက်မှာဝစ်စား၃စုံလောက်ပါတယ်လွဲကိုလွဲပြီးတော့အိမ်ကထွက်လာခဲ့တယ်။ ဦးရစားနဲ့ရွှေမော်တော်ဖျားစီမှာပဲစုံကြပြီးတော့ဘကူကားကြီးကနေပြင်းမနာထီကိုကားဆင်းဆင်းစီးလို့ထွက်ခဲ့ကြပြင်းမနာရတော့တ냐အိတ်ကြရယ်နောက်နေ့မနက်မှာတော့ရမဲသိန်းကိုထွက်လာခဲ့ကြပြီးရမဲသိန်းမျိုးစီကိုမဝင်ခင်လမ်းသွယ်တစ်ခုကနေညိုမောင်းနေတဲ့တောင်ကျိုတန်းကြီးစီကိုခြေချင်းခီးထွက်လာကြတော့တာပါပဲမနက်ကလေးကထွက်လာခဲ့တာနေမွန်းလွဲနေပြီခီးထောက်မနာပြေသေးဘူးဝမ်းစီကလည်းတကြုတ်ကြုတ်စားလောင်နေပြီမောနေပြီလားမောင်လားစားလဲစားရောပေါ့ဦးရစားစကားဆိုလာမို့လို့မောင်လားအတွေ့အထိပြတ်တောက်သွားတယ် ဟုတ်ကဲ့ကျုပ်စားနေပါရဲ့။음ရေနာကြတထောင်နာတာပေါ့။လောစရောဒီတီတီကိုစားရကြည်ကွယ်။ဦးရစာကမ်းပေးလာတဲ့ညိုနဲ့တဲ့တီတီကလေးကိုမောင်လှလန်းသွားရင်လည်းစားသုံးလိုက်။အရေးရွှမ်းပြီးတော့အရသာကတော့ချိုးချင်းဖန်၃မျိုးဆက်တဲ့အရသာရှိ။စားသုံးပြီးတော့ပြီးစီတော့ရေစာရာမောပန်းနာရီနဲ့ဝမ်းစီကစားလောင်နေရတဲ့ကယူပြစ်လိုက်သလိုပဲပျောက်သွားခဲ့တယ်။အရှိကိုတပြားလောက်သွားပြီးတော့ညနေစောင်းချိန်ကိုရောက်လို့ပြီ။ကဲနားကြစို့။ဦးရစာပြောပြီးတော့တစ်ပင်ကြီးတစ်ပင်ရဲ့အရေးကြအစီမထိုင်ချလိုက်။ မောင်လာလည်းထိုင်လိုက်မိနောင်ဒမရနေရောသလားမောင်လာဟင်ဦးကျုပ်နောင်ဒမရပါဘူးอืมကောင်းတယ်နောင်ဒရစရာမရှိပါဘူးဟိုရောက်အမေသိပ်ပျော်သွားမှာပါဥယစာပြောမှမောင်လာတယ်သူတို့သွားမယ်နေအောင်မေးခွန်းထုတ်ဖို့သတိရသွားစားထွက်လာကလေးကဥယစာဘယ်သွားမယ်ဆိုမှပြောခဲ့တယ်လို့သူကလည်းမေးဖို့ရမတွေးခဲ့ဘူးလीအခုတော့နိုင်မလို့မေးမြန်းမှုကြံရွယ်လိုက်မေးမေးမဲ့အရာကိုငါသိတယ်မောင်လာငါပြောပြမယ်ငါတို့ခုမေးဝါတောင်းသွားနေကြတာ မြေဝတောင်းဆိုတာဘယ်လိုနေရလဲသူတော်စင်တို့ပျော်ဆန်ရမဟာမြိုင်လိုအရက်မျိုးပေါ့ဒါမဲ့လူသူနဲ့တိတ်နီးတော့သူတော်စင်တို့ဟာအဲ့ဒီမှာအမြဲတမ်းနေဖို့ထက်ရန်ပိုင်ရန်ခါလောက်ပဲနေဖို့ရအဆင်ပြေပါတယ်ကွာတမျိုးစမ်းတယ်လို့ပဲနော်စမ်းတကူဆိုလမ်းခိုလို့သာကြိုးပါစီတော့မြေဝတောင်းညိုတော့ဆိုစမ်းပြလှပညောင်စင်းလေးရာကင်းကြီးသူတော်များကြီးပြောရင်းရှာဤတဲ့မောင်လှရာစာကြောကမောင်လှရဲ့အောင်စီမာမေဝါတောင်းရင်တရုတ်ကိုအထင်းသာပေါ်လွင်စေပါတယ မောင်နှာစိတ်ထဲမြေဝါတောင်းရဲ့ပုံသဏ္ဍာန်ကိုဖော်ကြည့်နေတဲ့စိတ်မောတွေတောင်ပြေလွင့်ရတယ်လို့ဖြစ်ရတယ်။ဒါနဲ့ပါကြီးကျတို့ကအဲ့ကိုဘာသွားလို့ကြမှာလဲ။အော်ကြီးဟုတ်ပြီသားပဲမင်းကိုအသေးစားပြောမပြခဲ့ရအောင်။ဟုတ်တယ်ဗျအဲ့ဒါကြောင့်မေးကြည့်တာကျင့်စဉ်တော့တီးချားသွားတာတော့မဟုတ်ဘူးလို့ထင်တယ်။အမှန်ပဲပေါ့မောင်ရပရမသောမြေဝါတောင်းရောက်တာနဲ့ဘာကြီးထုံကူးဖို့ရှိတယ်။ထုံကူးတယ်ဆိုတော့ဘာကြီးကပေါက်ရောက်နေပြီသားလား။အင်းပေါ့ဘယ်လိုများပေါက်တာလဲထုံကူးတာကိုဘယ်လိုမျိုးနားလဲ။ ျုပ်လေကြောက်ဘူးနောက်ပါသာရှိတာစစ်စပောက်မသိဘူးမလို့မောင်နှာဦးရစားကထွက်ရပေါက်ပြီးသားဆိုအခုမှတေချာတိတာပါဒါတောင်သူတိလိုတာတွေကိုဇက်တိုင်မေးမြန်းပြီးတော့လေဘာကြီးပေါက်ရောက်ခဲ့တာတော့ပညာရက်တစ်ခုကနေပေါက်ရောက်ခဲ့တယ်ဆိုပါတော့ကွာထုံကူးတယ်ဆိုတာတော့အမျိုးမျိုးရှိတယ်ကွာတချို့ကမြေထုံတချို့ကမီးထုံတချို့ကကြာရေထုံစသလိုပဲတင့်ရနီးနဲ့ထုံကူးတတ်ကြတယ်ဟုတ်ကဲ့ထုံကူးခြင်းဆိုတာတော့ကွာဘယ်လိုပြောမလဲခန္ဓာအောင်တစ်ခုကိုခန္ဓာအသေးတစ်ခုဖြစ်နေပြန်လဲပြောင်းလဲခြင်းမို့ ဝိဇာဆိုတာကလည်းလူသားပဲလေခန္ဓာအိုမင်းတတ်တယ်ဒါကြောင့်လူသက်တမ်းတစ်ချိန်တိုင်းခန္ဓာကိုပြန်ပြီးတော့မုန်းမှန်ရတာမျိုးပဲဒီတိတော့အသေးသေးလောက်ကြောက်သိထားပါတယ်အသေးသေးလှုပ်ဆောင်ချက်လေးတွေကိုသိချင်မိတာပါအရင်မွတ်တော့ပြောပြနိုင်ပါတယ်စကားဆိုတာကပြောပါများလွင်လဲတိတ်မကောင်းဘူးလေကွယ်အတန်ကြောင့်ဖားသေးတတ်တယ်ဒါ ਉਹ ဘာကြောင့်ပြောလဲဆိုတာကြတော့ထုံကူးခြင်းဆိုတာအသေးကိုထိလွယ်ရှလွယ်ဖြစ်လွန်းတယ်ပတ်ဝန်းကျင်ပြောကများလွင်တော့ဘေးအန္တရာယ်အသေးများတတ်တယ် ဟုတ်ကဲ့ပါကြီးဟိုတီးခွင့်ရတော့ပေါ့ဝိဇာထုံကူတော့မယ်ဆိုရင်အရင်ဆုံးလားပြေလားခွေရက်နတ်ခတ်တို့ကိုကြည့်ပြီးတော့ဈေးဝါစီရင်ရပြီးရင်ထုံကူမယ်နေရာထုံကူမယ်ရက်ထုံကူရမယ်အချိန်တို့ကိုတတ်မှတ်ရတယ်မှတ်သားနေပါလေပါကြီးမောင်လာဥရစာကြီးပြောသမျှကိုစိတ်မှန်းနဲ့လိုက်လံမှတ်သားနေပါလေအဘေးကမျှအောင်စကားကိုလည်းထောက်ပြီးအင်းဒါတွေအားလုံးပြီးစီးသွားတဲ့အခါမှာတော့အဓိကအကြအဆုံးအရာဖြစ်တဲ့ကိုကြီးစောင်းလျှောက်ပေးမယ်သူကိုရှာရတယ် ။ကူညီပေးမဲ့သူဟာသစ္စာရှိရမယ်၊တတိရှိရမယ်၊ပြတ်သားရမယ်၊လိုက်နာရမယ်။ပြီးတော့ချစ်ခင်လိုချင်ဖြည့်ဆည်းဆိုတဲ့လောဘသုံးတန်ကင်းရမယ်။ဒါကဘာလို့အဓိကကြားတယ်လဲဆိုတော့ထုံကူးမဲ့သူကအဲ့ဒီချိန်ဟာအာနေတဲ့အချိန်ကဖြစ်နေတာမျိုးပဲ။ကနန်းတို့အခွန်လဲတယ်လို့ပေါ့။တကောင်းအခွန်လဲနေ၊ကျန်တကောင်းအနားမှာလိုအပ်တာ ဖြည့်ဆည်းပေးနေတသစ္စာရှိစွာစောင့်ပေးတာမျိုးလို့ထပ်တူပါပဲ။မောင်နှာကောင်းကိုညှိနေပြီးတော့ဘိုင်းပြီးတဲ့ဥမာအဆင်မပြေဘူးနော်။ဟေး ။ဘာကြောင့်။ကနန်းတို့အခွန်လဲတာကိုကြောက်ကြားဦးတာရှိနေလို့ပဲပါရဲ့။음ပြောပြစမ်းမအောင်ကွာ။ဟုတ်ကဲ့ပြောပြပါမယ်။ဟိုကနန်းတို့အခွန်လဲရမှာကနန်းမတို့အခွန်လဲကနန်းဒီကဆောင်းရှောက်ပေးပြီးတော့ကနန်းဒီတို့အခွန်လဲတဲ့အချိန်ကျတော့ကနန်းမအိုင်ကြီးနေတဲ့ကနန်းဒီကိုရက်ဆက်တတ်စားတယ်ပဲ။ဒါကြောင့်ဘာရဲ့ဥမောင်ကြောက်သဘောမကျဘူးလို့ပြောတာ။မောင်လာစားကြောင့်ဥရစားရဟာထားပြီးတော့ရီးတယ်။မောင်လာတော့မရီး။ဥရစားရီးလို့ကတော့ပြုံးပြုံးကြီးနဲ့ခေါင်းကိုတညင်ညင်လှုပ်လိုက်ပြီ ။ဒါကြောင့်လဲဘာကြီးတို့ထုံကူးရမှာကနန်းထီးတွေကိုဒါပဲအားကူကြတာဗော။ကနန်းမကိုမရှာခဲ့ဘူးလေကွာ။မောင်နှောင်းဦးရစားပါရီလိုက်ကြတော့တယ်။သေပင်ကြီးအောက်စီမှာရည်တန်တို့စီညာနေတာဗော။ခဏကြာရည်တန်တိတ်ချိန်မှာတော့တို့ရှိမှာခြုံလေးတစ်ခုစီကတပိတ်လွယ်ငှက်ကလေးတစ်ကောင်တစ်ကြစ်ကြစ်ဟစ်အောင်နဲ့လာရောက်နားလေတယ်။ဘာရင်မဟုတ်ပါဘူး။မောင်နှောင်းလည်းတပိတ်လွယ်ငှက်ကလေးကိုအမှတ်တမဲ့ကြည့်မိသွားခဲ့။မောင်လားမင်းမလောဘရှိသလားဘာခုနပြောပြတဲ့လောဘသုံးတယ်ပြောတာလား อืมโซบาတော့ကျုံမငငယ်တဲကကျုံမိပြဘာကြီးဖုန်းရတင် जा ပေးကြတာမလို့လောဘဆိုတော့ပယ်တတ်နိုင်ပါတယ်လူချင်းမှုကြောင့်လောဘဖြစ်ရတယ်လို့မရှိချင်းကြောင့်လည်းလောဘဖြစ်ရတယ်ချစ်ခင်ချင်းကြောင့်လည်းလောဘဖြစ်ရတယ်အဲ့ဒါခုနဘာကြီးပြောတဲ့လောဘသုံးနိုင်ဆိုတာ ਨੇ အတူတူပဲမဟုတ်လားအေးဟုတ်တယ်ဟိုကျုံမအဲ့ဒါကြီးမရှိပါဘူးအေးကောင်းပြီလေဒါပြင်ဘူးသူရလေးတခုပြစီတာပေါ့ကောင်းပါပြီဟောဟိုကတပိတ်လွယ်ငါကလေးကိုမြင်ရဲမဟုတ်လားမြင်ပါတယ်ဘာကြီး အေးအဲ့နေရာကသူအိတ်တန်းတိုက်ရာနေရာပဲသူအခုအိတ်တန်းစီကိုအစောပြန်ရောက်ရတဲ့အကြောင်းကမင်းနဲ့ပါကြီးနဲ့ဒီနားကိုရောက်နေတာကြောင့်ရယ်ဘလို့ကြောက်များလဲอืมတပေးလွယ်ငှက်တို့ဟာရှေးကတထေးတကြွေတီတဲ့ကွာသူတို့ကရွှေကြီးရမှာပဲနေပြောကြသူအိတ်တန်းအောက်ကခြေစင်ရလက်ထောင်မောင်တူးကြီးလိုက်တခုခုတွေ့ရမှာပေါ့မောင်လာလေဓာတ်ကိုယူပြီးတော့တပေးလွယ်ငှက်ကလေးရှိရနေရာစီကိုသွားလိုက်ငှက်ကလေးကပြန်တန်းသွားတယ် တေကန်ကလေးအောက်ခြေအားငှက်ချီးတို့ရှာဖွေလိုက်ပြီးတော့တထွာဘတ်ချားလေးကိုဒူးဆွတ်မြေနဲ့ထွာကြော်လောက်ဒူးပြီးချိန်မှာတော့လက်သေးကွန်လောက်ရှိမဲ့ရွှေတုံးကလေး၄၅တုံးကိုတွေ့ပါပြီဘလို့လဲမောင်လှရင်ဟာထူးဆန်းသားဗျာဒူးဆန်းအဲ့ရွှေတွေကိုယူခဲ့ကြည်ဗောအော်မယူပါဘူးဗျာမယူဘူးဆိုလဲပြန်ထားဖို့ကွာမောင်လှလည်းတပိတ်လွယ်ငါကလေးရဲ့ရွှေတွေကိုမြေစီကိုပြန်ပြီးတော့မြုပ်ပေးလိုက်အေးသူအိတ်တန်းကိုဇောပြန်လာတဲ့အကြောင်းက ိုးနှစ်ယောက်သူ့ရွှေတွေကိုတူးပြီးတော့ယူသွားမအောင်စိုးရင်နာကြောင်းပဲတကယ်တမ်းကျတော့အဲ့ငါကလေးတွေကရွှေနဲ့ရှူပြီးအသက်ရှင်ကြတာဩဟုတ်ကဲ့ကဲနေလဲစောင်းပြီဆိုတော့ခီးဆက်ကြဆိုလားဟုတ်ကဲ့ဦးရစာကြီးထွက်သွားတော့မောင်လှလည်းလွယ်ကြီးကိုလွယ်လို့လိုက်ခဲလိုက်ဘိုက်ဟေးကျတော့ခုနကမြေဝါတောင်ရောက်ရင်ဘာလုပ်ရမလဲဆိုတာပြောကြီးဆိုရင်မပြီးသေးဘူးနော်အေးဟုတ်တယ်ထုံကူတာပြီးစီးရင်တော့မောင်ရင်ကအဲ့မှာဆက်ပြီးတော့ကြင်ကြံမယ်လမ်းစဉ်အတွက်ကရော ်ထုံကူးပြီးဘာကြီးပြောမှာပေါ့အော်ဟုတ်ကဲ့မောင်လာတို့စကားပြောနေတဲ့အချိန်တော်ကြာခီးဆက်ပြီးတော့နေဝင်လို့သွားခဲ့ပြီနားခုပူစီရလေးပါလေဒီနားမှာရှိနိုင်တယ်ဦးရစာကြီးကခံမှန်းပြီးတော့ရှေ့ဆက်လမ်းရအသိမကြဘူးဇရက်ပြက်ကြီးတစ်ခုစီကိုရောက်ကြလိမ့်မယ်ဇရက်ပေါ်နှစ်ယောက်သားတက်ပြီးတော့အနားယူပုံလဲချင်းပြင်ဆင်ကြလဲချင်းတန်ရှင်းမိချိန်ကမောင်လာပစိုးတထဲကိုဦးရစာတို့ခင်းချေးပေးလိမ့်လဲချင်းတန်ရှင်းမိချိန်ကြမောင်လာကပစိုးတထဲကိုဥရစားရခင်းချင်းပေးလေတယ် နေပါစီမောင်လာရဲ့ဘာကြီးတော့အခင်းမလို့အပ်ပါဘူးအော်ဟုတ်မောင်လာလည်းသူ့အတွက်သူပဲခင်းချင်းလိုက်ခင်းချင်းမလို့ဦးရစားကိုကြည့်တော့ဖះဝှက်ပြုတ်နေတာကိုမြင်ရတယ်မောင်လာလည်းဖះဝှက်ပြုတ်လိုက်ပြီတရဏဂုံစောက်တီက၅ပါးသီလကိုခံယူတယ်မြစ်တာပို့တယ်ပြီးတော့ဘာကျင့်စဉ်လမ်းစီကောင်ကမရောက်သေးတာကြောင့်သူဆောင်နေကြတရားရှိလုံးပရီးလေးကိုထုတ်ကစိတ်နေပါတော့တယ်မောင်လာပရီးစိတ်နဲ့ဘလောက်ကြအောင်စိတ်နေမိသွားတယ်မသိဘူးဇေယခေါမိုးစီကအလွန်မင်းကျေလောင်လုံးနဲ့အတိုင်းထွက်လာတော့မှအာယုံပြည့်ပြည့်ပြီးတော့လန့်ဖြန်သွားတယ် မောင်လာလည်းမျက်လုံးဖွင့်ပြီးတော့ကြည့်မိဘာမှမတွေ့ရအောင်ဇေယျခေါင်းပြားစီကမိန်းမတယောက်တဟင်းဟင်းကြီးတွားတန်ကြီးကထွက်ပေါ်လာပြန်နေမောင်လာအတွေ့အကြုံမရှိဘူးတာမို့လို့ဦးရစားကအာကိုတကြီးနဲ့လှမ်းကြည့်မိဦးရစားကဘာကူမှမကြားဟန်နဲ့ကြောက်ကြီးတယောက်လိုပဲထိုင်နေတယ်ဘိုင်ဘိုင်မောင်လာလေတန်နဲ့ခတ်တိုးတိုးခေါ်မိဦးရစားကလုံလုံလာလာလှုပ်ရှားမလာခဲ့ဘူးငါနေရောင်ငါနေရောင်ကျူးကျော်လာတယ်ကျူးကျော်လာတယ် ခုနကညီတော်တန်ပြူလာတဲ့မိန်းမရဲ့ငိုမလို့ကြီးမလို့အတန်မျိုးအတန်စီမှာဒေါသတွေပါနေတယ်။မကျေနပ်မှုတွေပါနေတယ်လို့မောင်လာခံစားမိ။ဖေကြဖေကြကွာတာမိန်းမကြီးရဲ့ငယ်တန်မောင်ဟိအော်တန်ဒီတန်ဆုံးမှာတော့မောင်လာနဲ့ဥရစာကြီးတို့ထိုင်နေရာကြောပတ်စီကိုဒုံနေတန်တဲ့လူဒီစုံတရားကြောက်လာတန်ကိုကြားလိုက်ရပြီးတော့ဇေယချမ်းမင်းကတုံငနေဖြစ်သွားမောင်လာကပြားကြားလှဲ့ကြည့်လိုက်မောင်လာလိုမေးလှမ်းဖြန်သွားခဲ့တယ်သူတို့နောက်စီမှာထမိန်စုပ်ကိုဆွန်အောင်ဆွဲပြီးတော့ ဒေါသမြတ်ဝန်းနီနီရဲရဲနဲ့သူတို့စီကိုလက်ညှိုးတောင်းအောင်ထိုးနေတဲ့ပုံပြန်ပန်းပြန်မိမကြီးတယောက်ဇပင်းတွေကလည်းကြိုးတူကြဲတဲ့ဖြစ်နေသေးပြန်တယ်ဒါဟာလူမဟုတ်ဘူးဆိုတာမောင်လာသတိထားနေမိမောင်လာ ပရိဟိုတာမပြတ်စိတ်နေစမ်းဟုတ်ဟုတ်ကဲ့ဦးရစားအတန်းကိုမောင်လာရင်ထဲကကြားရတယ်လို့ပြင်ဘက်ကပဲကြားရတယ်လို့လို့နေမောင်လာဟုတ်ကဲ့လို့ပြောရင်းနဲ့ပရိဟိုအအောင်ဆိုင်ပြီးတော့ပြန်စိတ်လေးတယ်သွားကြသွားငါနေရာမှာနင်းလုံးစောက်လို့လည်းလာမလို့ကြနဲ့သွားသွားကြ အော်တိုင်းရံချက်သိမ်းထားလောက်မယ်ဆူးရှာပြင်းထန်လွန်းမောင်လာလည်းမနေနိုင်မျက်လုံးကိုဖြင်းကြည့်လိုက်မိဟိုကောင်းနေနင်တို့သွားမလားမသွားဘူးလားမသွားရင်နင်တို့ငါ့ရဲ့မွေးရပါနဲ့ပြေးလို့တော့မှာတော့ပုံပြပန်းပြမိမကြီးကဟစ်အော်ပြန်နေဒီကတော့ဥရစာကြီးဇက်ကနေဖြစ်သွားပြီတော့ဒီမှာကောင်းဆိုးရမှာအလုံးမရိုင်းတာပဲဥရစာကြီးကတောက်ခေါက်တန်ကျဲလောင်ပြင်းထန်လွန်းတော့မောင်လာကမိမကြီးပါတုံကနေဖြစ်သွားတယ် ဒါပေမဲ့မိမကချက်ချင်းမဲ့ဟန်ကိုပြန်ထိမ့်လိုက်ပြီးတော့ဟဲ့နင်းလိုကောင်မျိုးငါကကြောက်ရမှာလားငါတက်ကနင်းတက်30လောက်ကြီးရဲ့ငါတက်200ကျော်ပြီဟဲ့အတက်ကြီးရတော့မှန်ပါတယ်အချိန်တော့တိတ်မစီသေးဘူးမကောင်းစိုးရမှာကြီးဟမ်တကယ်တမ်းအတက်ကြီးတယ်ဆိုရင် ကောင်းတာလောက်တာကိုမြင်တဲ့အခါကောင်းစိတ်မွေးရတယ်ဆိုတော့တီထားတင်တယ်ဘာနင်းနင်းမိမရလုံးမင်းဒေါသထွက်ရတယ်ခုံဆွားဆွားဖြစ်သွားနေုံငါစုံမပေးရမယ် ပုံမြပမ်းမဲ့မိမကြီးကသူနဲ့ဦးရသာကြီးတို့အစီအင်းမတူတာမသိတာလားဂုံပေါက်တာလားဒါမှမဟုတ်တမိမဲရံပြူလိုတာလားဘာကြောင့်မှမသိနိုင်ဒေါသစကားကိုဆိုလို့တမိန်ကြီးကိုမှပြီးတော့မဖွဲမရပြလို့ဦးရသာစီကိုပြေးဝင်လာခဲ့ဒီလောက်တောင်ရုပ်မာတယ်မကောင်းဆိုးမှနင့်ထိုင်နေနင့်ကံပဲဦးရသာကဂျိန်းဝိုင်းနဲ့လက်တစ်ဖက်ကိုဆက်ကနေလှုပ်ရှားလိုက်လင်းနေရာတခုကလစ်ကနေပဲပြေးလာနေပုံပြပမ်းမဲ့မိမကြီးနှစ်ဖူးစီကိုစိုက်ဝင်သွားတော့ မိမကြီးကဂျမ်းမင်းစီကိုဘိုင်းနဲ့လဲကြပြီးတော့အလိုမင်းနာကျင်ခံစားရတဲ့တူတီအော်ကလူးလိုက်ရုံကန်နေပါလေအာပူတယ်ပူတယ်ငါပူတယ်နေတော့ဘာလို့လိုက်တာလဲပူတယ်မိမကြီးကလူးလိုက်နေတဲ့အသံနဲ့ကြီးနဲ့အော်တယ်ဆရာတို့ကြောက်ပါပြီကြောက်ပါပြီကျွန်မမခံစားနိုင်တော့ဘူးရှုံးပြီးကြောက်ပြီးနင်းသေးကြပြီလားတိတာတိတာပါပြီကောင်းပြီလေနောင်နောင်ဒီချိုးမျိုးဆက်လုံနေတော့ငါထက်စိုးသူနဲ့နင်းတွေးရလိမ့်မလို့တော့ပါဘူးရှင်မလို့တော့ပါဘူး ။ဦးရဆာကလက်ကိုဆန်တန်းလိုက်တော့မိမကြီးအနာဘူးအတွင်းကိုစိုက်ဝင်နေတဲ့လင်းလက်လက်အရာလေးကပြန်ထွက်လာပြီးဦးရဆာလက်ထဲကိုပြောင်းလာကမေးမိန်သွားလိမ့်မယ်။မိမကြီးကတော့ဦးရဆာကိုလှောက်ချီဥကုံးချပြီးတော့ဇေယျဘော်ကနေဆင်းပြေတော့တာပါပဲ။ဘိုက်ဘိုက်ဘာနဲ့လှုပ်လိုက်တာလဲ။မောင်လာကမေးမြန်းလိုက်တယ်ဦးရဆာလက်ထဲကအက်ကလေးကိုထုတ်ပြလာပြီးဒိန်ဝင်အက်ကလေးပါမောင်ရင်။ဒိန်ဝင်ကအဲ့လောက်တော့စွမ်းလား။အတုံးပြူတိုင်းတော့ဘယ်ရာမစို့စွမ်းပါတယ်မောင်လာရဲ့ဝိဇ္ဇာစကားလိုပဲမှတ်အမှာပေါ့ မှတ်လို့ကမှတ်ပါပရိလဆက်စိတ်လို့များတော့ပါရဲ့ကျုပ်အိမ်နေတော့မယ်နော်အေးအေးမောင်လာကပစိုးလေးခင်းလို့အိတ်ဆက်လိုက်တော့တယ်နောက်နေ့မနက်ဝေလီဝင်းလေးမှာတော့ဥရစားကမောင်လာကိုလာနှိုးပြီးတော့ခီးဆက်ဖို့ပြောတယ်မောင်လာလည်းမျက်နှာတိပ်ပြီးတာနဲ့ခီးကိုဆက်ခဲ့ကြလိမ့်နေထန်းတစ်ဖြားလောက်ရောက်တော့ဥရစားကြီးကမြေဝါတောင်ကြီးစီကိုရောက်ပြီးလို့ပြောလာတယ်တောင်ကြီးဖြတ်ပြီးတော့တောင်ပေါ်စားတက်ချိန်မှာတော့မြေသားပြင်တွေကဝါချင်းချင်းဖြစ်နေတာကိုမောင်လာမြင်လိုက်ရငါကြီးတို့တုံကြီးတန်တွေကလည်းရှိမှဖြတ်တန်းခဲ့တဲ့တောတောင်တွေကထက် ပို့ပြီးတော့ตายာနေသလိုပဲမြေဝါတောင်ကိုတော့ရောက်ပြီကွယ်။မာကြီးရှာပွေထားတဲ့ဝိဇာကူသွားကြမယ်။ဦးရစာကြီးကပြောဆိုပဲတောင်ကြီးရဲ့အောက်ခြေဘက်အချမ်းကနေကိုွေးပတ်ပြီးတော့သွားလိမ့်မယ်။ကြောင်ဆောင်တန်းလေးတစ်ခုစီကိုရောက်လာခဲ့။ရေကြည်သားတို့စီးစင်းတဲ့ဆန်းချောင်းကလေးကိုလည်းတွေ့ရတယ်။ဆန်းချောင်းကလေးကိုဖြတ်ပြီးတဲ့အချိန်ကျကြောက်သားနန်းစီမှာဂူပေါက်ကလေးတွေ10ခုလောက်စီရှိနေအောင်မြင်ရတယ်။ဒါတွေကဝိဇာတို့ထုံကူးရမှာအသုံးပြုကြတဲ့ဂူပေါက်တွေ။ဘာကြီးက၅ပေါင်းမြောက်ဂူကိုအသုံးပြုဖို့ရွေးချယ်ထားတယ် ဦးရစာကြီးပြောတဲ့ငါးပေါင်းမြောက်ဂူပေါင်းစီကိုရောက်လာပြီးတော့ထဲကဝင်လိုက်ကြဒီခါမောင်လာတသက်နဲ့တကူတစ်ခါမှမကြုံဘူးလေအလွန်တရာမွေးပြန်လို့နဲ့ရန်တန်သင်းသင်းကိုရမိငယ်မောင်လာဒိုရီဒီမှာလိုအပ်တာတွေပြင်ဆင်ကြရမယ်။ဘာကြီးကမီးထုံကူးมาဆိုတော့ကရမတ်တို့ဆန်နကူးတို့လို့သင်မွေးတွေရှာဖွေဖို့လိုအပ်။ဟုတ်ကြောက်ရှာလိုက်ပါမယ်။อืมကောင်းတယ်။ဘာကြီးကတော့ထုံကူးဖို့အတွက်ခါရာတွေမပြတ်တမ်းရွတ်နေရမှာပေါ့။ဟုတ်ကဲ့ မောင်လာလေဥရစာကြီးအတွက်လိုအပ်တာတွေကိုရှာမိပေးရမယ်တောင်းကိုယူလိုက်ပါတယ်ဥရစာကြီးကတော့သူလှုပ်ရှားရှိတာကိုဆက်လက်လုပ်ရုံပေါ့မြေဝါတောင်စီကိုရောက်ပြီးတော့တပတ်လောက်ကြာမှာတော့ဥရစာကြီးကထုံကူဖို့ကိစ္စကိုစတင်ပြီးတော့လှုပ်ဆောင်ပါပြီကူတွင်းစီမံတင်မျိုးပေါင်းစုံနဲ့စီမံထားတဲ့မိဘုံကြီးတခုဖိုးထားတယ်အလဲစီမံဥရစာကြီးဝင်ထိုင်ဖို့တော့နေရာတခုလည်းလှုပ်ဆောင်ထားမောင်လာစီကိုအယောင်၄မျိုးပါတယ်ကိုင်းဒီလုံးလောက်ဈေးလုံး၄လုံးလည်းပေးရထားမောင်လာ မိဖို့တယ်ဘာကြီးဝင်ပြီ10မိနစ်ကြာနဲ့အညိုရောင်ဆေးကိုပြစ်ထည့်ပါဟုတ်ကဲ့ပါကြီးဈေးလုံးပြစ်ထည့်ပြီးတာနဲ့မိတော့ကပို့ပြီးအာပြင်းထန်လာလိမ့်မိညို့နေရာအချင်းချင်းလိန်ရှက်သွားပြီဆိုရင်တော့အဝိုင်အောင်ဈေးလုံးကိုပြစ်ထည့်ပါဟုတ်ကဲ့ပါကြီးမောင်နှံလက်ထဲကဈေးလုံးတွေကိုကြည့်ပြီးတော့ဦးရစာကြီးရဲ့စကားတို့အသေးချာမှတ်သားထားလိုက်အေးဈေးလုံးကိုပြစ်ထည့်ပြီးမကြခင်မှာမိဘုံစီကအလင်းရောင်တွေဖြာကနေဖြစ်လာလိမ့်အလင်းရောင်တွေမိန်စားပြူလာတဲ့ဒီစောင့်ပါမိန်လာနဲ့တက်တရမြောင်ဈေးလုံးအနီရောင်ကိုပြစ်ထည့်ပါ မိတွေကနှီးချင်းရဲတောက်လာလိမ့်မယ်အဲဒီခါကျစတုတ္ထမြောက်ဈေးလုံးကိုပြစ်ထည့်လိုက်မိတွေအကုန်ငြိမ်းပြီးတော့မိကိုလုံးကြီးတွေဥထွက်လာလိမ့်အဲဒီခါကျရင်ဘာမှမလုပ်တော့ပဲနေရာမတိုင်းထိုင်ချပြီးတော့ဝိဇာယနာမန္တန်ကို29កောင်ရွတ်နေပါမောင်လားဟုတ်ကဲ့ပါကျုပ်အားလုံးမှတ်သားထားပြပါပြီအရေးကြီးတာကတော့ဈေးလုံးကိုမပြစ်ထည့်ခင်ဝိဇာရမန္တန်ထူးကို3កောင်ရွတ်ဆိုအောင်အန်ရဲစုံတရားရှိလာခင်တမာရီဝအင်းနဲ့ပြစ်ခွင်းပါ ရွှေအောင်အင်းချက်၃ချက်မောင်လာလက်ထဲကိုရောက်ရှိလာတယ်။ဘယ်ချိန်စမလဲပါကြီး။မိထုံကူးမှဆိုတော့မကြခင်ကြောက်မဲ့ဒီဇောဝေဟာနတ်ခတ်စတင်တာနဲ့ထုံကူးမှုကိုအစားပြုမယ်။ဦးရစားလေးမောင်လာတို့နတ်ခတ်ချိန်ကိုစောင့်နေကြ။တိတ်ကြတာမစောင့်လိုက်ရပါဘူး။ဦးရစားကနတ်ခတ်ချိန်ကြပြီဆိုပြီးတော့ဝစ်ထားတဲ့ဝစ်တို့ကိုချွတ်လေတယ်။နိုင်ငံပိုင်းတစ်ခုသာထားရပြီးတော့ထိမုံလေကနေရာစီကိုဝင်လိုက်။မောင်လာမိတို့လိုက်တော့ မောင်လာမီးပုံစီကိုမီးတိုးလိုက်တော့ရှဲကနေမီးတောက်တို့ကစတင်ပြီးတော့တောက်လောင်လာပါတယ်။ဥရစားကမီးပုံလဲစီမှာလက်အုပ်ချီနေငိန်သက်စွာထိုင်နေတယ်။မီးတောက်တို့ကထင်းနေကိုလုံးစုံလောင်ကျွမ်းပြီးချိန်မီးတောက်ကြီးကဟုံးဟုံးတောက်လာခဲ့ပြီ။တင်မွေးတို့ကြောင့်ကူထဲမှာလဲမွေးပြန်းနဲ့ရနန်းတို့ကတင်းကြိုင်လှိုင်းနေတယ်။မောင်လာလည်းအချိန်ကိုသေးချာကြည့်တော့10မိနစ်ပြည့်လို့ပြီ။ဥရစားမှာတဲ့ဘဲဝိဇာရမန္တန်တူးကို၃ချိန်ရွတ်ဆိုလိုက်။ဈေးလုံးလေးမီးတဲကိုရောက်တာနဲ့မီးတောက်ကြီးကလောင်စာပြင်းပြင်းထဲလိုက်တော့ဟုံးနဲ့ထားတောက်ပြီးတော့ ပုံမသိသေးလို့လောင်ကျွမ်းလာတယ်။မီးတောက်တွေကြောင့်ဥရစားကိုလည်းမမြင်ရတော့ဘူး။ချိန်ကနာကြတော့လောင်ကျွမ်းတဲ့မီးတောက်တွေကမီးညိုနေတက်ပြီးတော့ငွေများလို့လိန်ရှက်လာကြ။ဒုတိယဈေးလုံးထည့်ရမယ်။မောင်လာလည်းမန်တန်ကိုရွတ်လိုက်တယ်။ဈေးလုံးမီးပုံကြီးတွေပြစ်ထည့်လိုက်တော့အယောင်တွေလက်ဖျားလာတယ်။အယောင်တွေကြားချိန်မှာတော့တက်တဲ့အမြောက်ဈေးလုံးကိုပြစ်ထည့်။နောက်တော့စတုထားမြောက်ဈေးလုံးပေါ့။ဈေးလုံးအားလုံးပြစ်ထည့်ပြီးချိန်မှာတော့ဥရစားပြောသလိုလောင်နေတဲ့မီးတွေအားလုံးဟုတ်ကနေငြိမ်းပြီးတော့မီးကိုလုံးကြီးတွေဥကနေဖြစ်လာတယ်။ မောင်နာလေးဥရစာမှာသူတို့ပဲနေရာမတိုင်းထိုင်ချလိုက်ပြီးတော့ဝိဇာယနာမန္တန်ကုစတင်ရုတ်ဖတ်တော့တာပဲဘဝင်းရှင်တို့ခုလုံးကအသံမလန်တွေကတိတ်ဆိတ်လွန်းနေတယ်မန္တန်ဆယ်ကောင်းများမှာတော့မျက်စိစုံမိတ်ပြီးရှိနေတယ်မောင်နာရဲ့နားထဲမှာအသံတစ်ခုကတိုးပြီးတော့ဝင်ရောက်လာတယ်အသက်၁၀နှစ်ရွယ်ကောင်လေးတယောက်ဟဲ့ပပရီမောတဲ့မောင်လာမျက်စိဖွင့်ကြည့်လို့ပေမဲ့မန္တန်စီပြတ်မှာဆိုလို့ဖွင့်မကြည့်ရဘူးမန္တန်ကသာတဲမဲမဲဆက်လက်ပြီးတော့ရုတ်ဖတ်နေမိ၂၉ကောင်းများကိုရုတ်ဖတ်နေချိန်မှာတော့အနားစီကိုလှမ်းလာနေခြေတံကိုလည်းကြားလိုက်ရ ောင်လာတော့မန်တန်ပြီးလူပြီးကေမို့လို့မျက်စိဖွင့်ကြည့်ခြင်းစိတ်ကိုမနဲ့အောက်အီးပြီးတော့ဒီခံနေရတယ်။ခြေတန်ထွက်သွားတာကိုကြားမိ။မန်တန်လည်းပြီးတော့မောင်လာလည်းမျက်လုံးတွေကိုချက်ချင်းဖွင့်ပြီးတော့ခြေတန်ထွက်သွားအစီကိုအမြန်မဲလှမ်းကြည့်လိုက်ပါလေ။ခန္ဓာကိုယ်စီမှာအဆက်လုံးလုံးနိုင်ငံပိုင်းများသာဝေစားဝေဆင်ထားပြီးတော့အသားပြင်၁၀နှစ်၁၂နှစ်သာရှိမဲ့ကလေးတယောက်ဒေါ်ဒန်စီကိုကြောခိုင်းပြီးတော့သွားနေလေ။ Hey, hey ကလေးမောင်လာလမ်းခေါ်လိုက်ပါလေ။ဒါမဲ့ကလေးငယ်ကတော့လှဲမကြည့်တန်းကိုပဲတော်တဲ့စီကိုတိုးဝင်ပြီးတော့ ပျောက်ွယ်သွားခဲ့လိမ့်မည်။မောင်လာလေးဥရစာကိုတွေ့လို့တွေ့냐ပြန်ရှာဖို့ဂူတဲစီကိုပြန်ဝင်လာခဲ့လိုက်။သူမှန်တမ်းထိုင်ရုံးခဲ့တဲ့နေရာစီမှာစာကလေးတစောင်းမောင်လာလေးစာကိုကောက်ယူတော့ဖတ်ရှုလိုက်။ထုံကူရမှာကူညီပေးလို့မောင်လာကိုဂျေစုတင်ပါတယ်။လိုအပ်ရမှာအသုံးပြုနိုင်မှုရွှေတင်းကားတရာနဲ့ကျင့်စဉ်လမ်းကိုပြခဲ့ပါ။အသုံးတဲ့ရင်ဈေးဖြစ်ပါလိမ့်မယ်။စာကိုဖတ်ပြီးတော့မောင်လာစိတ်ညစ်ညူးသွားတယ်။နေရာမိုင်းထိုင်ချလိုက်ပြီးတော့ဗာဆက်လို့လို့ဘဲကိုဆက်သွားရမှန်းလည်းမသိတတ်တော့ဘူးပေါ့အချိန်ကတော့ညနေစောင်းလို့ မှောင်စားပြုနေပါပြီ။သူတော်တယောက်ယူခန္ဓာဖြစ်နေရှိနေပြီးတော့ဒေါ်တန်ကလေးတစ်ခုတွင်းကပန်းချုံပင်ကြီးထက်စီမှာလဲအိမ်နဲ့လက်ပြကလေးနဲ့စော်ကစားနေတယ်။ပန်းချုံကြီးအတော်ကြီးကြီးမို့သူတော်ခန္ဓာကိုယ်တော့ကောင်းကောင်းကြီးနိုင်လေတယ်။ငါသူတော်ဟဲ့ငါ့ကိုဘူးကြခေါ်နေနင်းသွားကြတော့သူတော်ကပြောတော့လက်ပြကလေးဝေါကနဲ့ပြန်ထွက်သွားကုန်ကြ။ဟဲ့ငါသူတော်သူတော်ရှိပါလေဘူးကြ။အေးနင်းမြေဝါတောင်ကိုသွားရမယ်။ မင်းဝါတောင်းဆိုတာဝိညာထုံကူဇော်ဒီမျိုးကတောင်းလားမှန်ပဲသူတော့သူတို့အဲ့ဘာသွားလို့ရမလဲသူရောင်မယ်လေးစီသွားပြီးတော့လဲရမှာလားဟဲ့ငါသူတော့နေတော့မပြောမရှိပေါက်ခရကစပြောဒါပြင်လည်းအကျိုးအကြောင်းလေးကိုတိလင်လင်ပြောပြလေးဘိုးကြရဲ့အင်းပါငါရဲ့လိုအပ်ချက်ကြောင့်ဖြစ်စီပေါ့ငါသူတော့ရေပြောပြမယ်တေချာမှတ်နောက်တစ်ချိန်မှာပရိလန်းနဲ့ထွက်ရမြန်းမယ်ပုံကိုတယောက်ကိုနေအဲ့ဒီကနေသွားပြီးတော့ကဲထုတ်ပေးရမယ်ဟမ်ဘလို့ကြောင့်လဲဘိုးကြလက်ရှိတော့သူကဒါမှန်ပဲ သူ့ကိုအဝိဇ္ဇာတစ်ပါးထုံကူးရမှာအကူအညီပြုဖို့လှည့်ပြားပြီးတော့ခေါ်ဆောင်သွားအဲ့ဒီဝိဇ္ဇာထုံကူးမှုပြီးစီးတာနဲ့တခါတည်းထွက်သွားခဲ့အခုတော့မြေဝါတောင်စီကမဟာရိတ်ထဲမှာထွက်ရမြန်မြန်ပုတ်ကွာဒုက္ခတိရင်ဆိုင်နေတာတညနဲ့တရက်ရှိသူ့ကိုနေအမြန်ဆုံးသွားခဲ့ပေးရမယ်ဟိုကဲယုံနေမဲလားဘိုးကြဟိုသူတော်နဲ့သူရောက်မယ်လေဟဲဟဲတိတ်ဆန်းကသူတော်နင်ကယ်တင်ပြီးရင်သူ့ကိုပြန်ရလန်းစီပို့ပေးရသူတော်သွားလိုက်ပါမယ်ဘိုးကြငောင်းငယ်လိုက်တာမဟုတ်လို့သူတော်အထုံးမတက်ရဲတော့ပဲယိုကျိုးစွာပြောလိုက် ပြီးတော့တစ်ဆက်တည်းပဲထုံကူတဲ့ဝိဇ္ဇာရောဘာလုပ်ခဲ့ရမလဲဘိုးကြီးဘာမှမလုပ်နဲ့နင်ကအဲ့ပုဂ္ဂိုလ်ကိုကယ်ထုတ်ပေးအောင်မယ်နားလိုက်ပါဘိုးကြီးသူတော်အခုပဲသွားလိုက်ပါမယ်သွားတာတော့သွားတလွဲတော့မဖြစ်စေနဲ့ငါသူတော်ဖြစ်စီရမှာဘိုးကြီးရဲ့သူတော်ကနတ်သားလေးပါအလွန်တော်ပြီးတိတ်ကိုတိကြပါလေအေးလေပြောတာလဲနင်ပါပဲသူရောင်မယ်ရင်းနဲ့တစုံတစ်ခုဆိုပြီးကြားမိတော့နင်မလွယ်ဘူးတော့ငါသူတော်သူတော်တိပါတယ်ဘိုးကြီးရဲ့ကဲကဲနတ်သားသူတော်လေးသွားပြီပြော သူတို့ပြောဆိုပဲတိပင်းဘောကနေခုံဆင်းလိုက်ပါတယ်ပြီးတော့ပန်းတုံကြီးရဲ့တဏျာစီမှာထောင်ထားတဲ့သူ့ရဲ့အုံးလံမြင်းကြီးကိုခွာစီးပြီးအပြေးထွက်သွားခဲ့ပါလိမ့်တော့ဒီမောင်နှကူတဲ့ကနေအပြင်ကိုမထွက်ရဲခဲ့ဘူးအเจ้าကပြီးခဲ့တဲ့ညညာဦးပိုင်းအချိန်မှာအပြင်လုံးဝမထွက်ပဲကူထဲမှာပဲပရိစိတ်နေပြအဲအချိန်ကူပြင်ပြက်စီမှာကြားရင်တန်းနေအများပြားကိုလည်းကြားရတယ်ညာဦးပိုင်းလုံတော့ကြားရင်တန်းနေပျောက်ကွယ်ပြီးတော့စင်အော်တန်းနေကြားရပြန်တယ်စင်တွေကကူပြင်ဘက်ကရှိရှိမြရာတို့ကိုနင်းချေဖြတ်စီးနေသလိုပဲ စင်ဟောတန်ဒီလွန်မြန်တော့မင်းမပြိုတောက်လိုက်ကြီးရဲ့စကားပြောတန်ရီမောတန်တွေထွက်ပေါ်လာတယ်။ဂူရဲကသူ့ကိုလည်းပျော်ပါဖို့အတွက်အပြင်ထွက်လာဖို့ချိုးကြီးကြီးအတန်နဲ့ထပ်ပံတလဲလဲဖိတ်ခေါ်နေတယ်။ဒါအောင်လုံမီပြန်တော့နွားချောင်းသားကလေးငယ်တို့ရဲ့စကားပြောတန်ရီမောဆဲဆိုတန်တွေကိုလည်းကြားရတယ်။ဒါတွေကိုလွန်မြန်တော့လူအိုကြီးတယောက်သချင်းဆိုတန်ညင်းငွေပွေရကြားပြန်တယ်။ဒီတန်တွေကမနဲ့အောင်တက်ချိန်ကြီးဖြစ်လိပြီးနောက်ပျောက်ကွယ်သွားပါတယ်။ဒီတော့ဒီတော့ကမာအများကြောင့်မောင်းလှတီထားလိုက်ပြီ။မနဲ့နေထွက်ချိန်မှာတော့မောင်းလှအပြင်ကိုထွက်ပြီးတော့ကြည့် ညာတော့ကအတံမလန်တို့ကြားရတာအိမ်မက်လိုပမာပဲအပြင်မှာတော့ခြေရလက်ရဘာမှပြတ်ရွေးမနေပါဘူးရေနဲ့စားစရာတချို့ရှားဝေးပြီးတော့မောင်းလာကူတဲ့ဘယ်ပြန်ဝင်လာခဲ့အခုတော့ညနေစောင်းချိန်ကိုဦးတို့ဇံမီတဖန်လဲလို့ရောက်ရှိလာပြန်ပါပြီညာမောင်းလာနဲ့ဂူကိုစီးချပြီးတော့မောင်းလာနေနေရဒီညမှာတော့ဂူပြန်သတော်ဝါတိုင်းကဂူထဲကိုတရေစီဘလူးစီအတင်းဝင်ရောက်ဖို့ကြိုးစားကြမောင်းလာသမာရိယာသိမ့်မကောင်းသေးတော့ဒါတွေကိုမြင်မိပြီးတော့ပရီတောင်ကောင်းကောင်းမစိတ်နိုင်ဆိုရင်စိတ်ပူရင်းနဲ့တစ်ချိန်တွေး ကုံလုံးဖို့မနေကြီးဆောင်ဆိုင်နေရမိမပြိုတွေအလဲကိုရောက်လာတယ်ပြင်ပစီကနေဘဲကထွက်ပေါ်နေမှမသိတဲ့စိမ့်ပြပြအလင်းအောင်အောက်မှာလှပလုံးနဲ့မိမပြိုခုနှစ်ယောက်လျှက်ပေါ်လော်လီစွာနဲ့ရိမ့်နှွင့်ကပြနေကြမောင်လာဓာရီကိုကြည့်ရင်စိတ်ကညှို့ကနေဖြစ်သွားတယ်လူကကိုယ်တိုင်သတိမမူနိုင်ခင်မှာပဲထိုင်ကထားမိပြီးတော့မိမပြိုတွေကပြနေဂူပေါက်စီကိုသွားမိတော့တာပါပဲရုံထဲထွက်ပေါ်လာတဲ့ဝုံနဲ့စူညံတန်တို့ကြောင့်မောင်လာသတိဝင်လာရဂူပါစီကိုကြည့်ပြီးတော့လူပေါင်းလုံးလောက်ရှိမဲ့မွေကြီးခုနှစ်ကောင် ဘိုင်းနာမာတယ်ဟမ်နင်တို့ကောင်းမရဆိုဖြတ်စည်းဖို့ကတွေးတယ်ဟဟလားခုတော့ငါတို့ကနှစ်သားလေးရောက်လာပြီပါတက်နိုင်သေးလေဂျုံဝါသားနဲ့တူဂူဝါစီကလင်းကနေဖြစ်သွားပြီးတော့မွေကြီးခုနကောင်ကခစင်ကလေးပြေးလွားကုန်ကြမွေကြီးတွေလည်းမရှိတော့ဂူဝါစီကိုလူတယောက်ခုံပေါက်ပြီးတော့ပြေးဝင်လာပါတယ်ဟေးငါတို့ရောနှစ်သားလေးလာပြီလေဟိကျွေးသားနဲ့တူအတန်ရှင်ကမောင်လားရှိကိုရောက်လာဟင်ဘလို့လူပါလဲမောင်လားသူ့ရုပ်မြင်တော့အံအသေးနေချိန်မှာသူကမောင်လားကိုစစ်စစ်ကြည့်လိုက်ပြီးတော့ဟေးလူသား ဘိုးစရာနေကိုကဲဖို့အမင်းကြီးလိုက်တယ်ငါတော်လေးနေကိုလာခဲ့တယ်သူသူတော့ဟုတ်လားဟုတ်တယ်ငါနာမည်သူတော့အလောက်ကန်နတ်သားဟိဟိမောင်လာဘာပြောရမယ်မှမသိတော့ကဲနင်ကဘာပြောမနေနဲ့တော့ငါတော်လေးခီးပန်းလာမလို့နားယူတော့မယ်နင်လည်းနားကျင်တာဟိုမဟုတ်တော့ဟာတွေအောင်ထားမနေနဲ့တော့ငါတော်လေးရောက်နေမလို့သူတို့ဘာမှမလုပ်ရဲတော့အဲ့လိုကအဲ့တော့သူကပြောရင်းဆိုရင်လည်းဂူတောင်တနင်္လာစီမှာသွားအောင်လဲချပြီးတော့အိတ်ဆက်ပါတော့တယ်မောင်လာမှာတော့စိတ်မဖြောင်းတာမလို့အိတ်ဆက်ဖို့ရမတွေးရသေးဘူး အခြေအနေကိုဆက်လက်ပြီးတော့စောင့်ကြည့်နေမိအခြေအနေတို့ကသကောင်ရန်ထီကိုမထူးခဲ့လို့ဒီတော့မောင်လာလည်းစိတ်ကိုလျှော့ကအိတ်ဆက်လိုက်ပါတော့တယ်နောက်နေ့မနက်မှာတော့မောင်လာတယောက်အိတ်ရနိုးချိန်ညာတော့သူကတည်တည်လင်းကားလုံးနဲ့သူ့နားမှာထိုင်ဆောင်ပေးနေအောင်တွေးရမောင်လာတည်တည်ကိုစားနေချိန်မှာကြတော့သူကအကြောင်းစုံပြောပြလာပြီးပြန်အမယ်လမ်းစီကိုပို့ပေးမယ်အကြောင်းကိုပြောပြလာတယ်မောင်လာလည်းယုံကြည်မိခဲ့ပါပြီဥရစာထားပေးခဲ့တဲ့ရွှေတို့မောင်လာယူလိုက်ပြီးတော့သူ့ခေါ်ဆောင်အနောက်စီကိုထัจချက်မကွာလိုက်မိပါတယ် သူကတော့အရှိစီကအုံးလက်မင်းကိုစီးနေရင်သူစိတ်ထင်ရသချင်းတို့ကိုစိုးလေးကတစ်ခါတည်းဝိဇာဒေါ်လာသချင်းကိုစိုးတယ်။မောင်လှတော့အတွေးတွေမပြတ်တွေးတော့ရင်ပေါ့။မောင်လှရဲ့အတွေးတွေထဲမှာတော့ဒီချိန်လိုမှားပြောင်းနောက်ဘရောမှာထမ်းမကျူးလုံတော့ပဲကိုရှိနေရလမ်းစီကနေရီမန်းအားစီကိုအရောက်လှမ်းမယ်ဆိုရယ်ဆုံးဖြတ်ချက်အတွေးကတက်ဖန်တလေးလေးပါပဲ။ဟုတ်ကဲ့ဗျဒီနေ့မှဒီစပေးခဲ့တာကတော့အယူသူတော်နဲ့ထုံကူးဝိဇာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့နောက်နေ့မှလည်းဇလန်းလေးကိုဆက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်လောက်နားစင်အားပေးကြပါဦး။ ဒီနေ့မှာအချိန်မီနားဆင်ခဲ့ကြတဲ့အတွက်လည်းပရိသတ်များအားလုံးကျေးဇူးထူးပဲတင်ပါရခင်ဗျာကျွန်တော်အန်ခင်မူပါ